ဇလတ်ရဲ့အပိုင်းသုံးမှာတော့ခင်းကြောင်ကြလို့ခေါ်တဲ့အိုနန်ရဲ့အမေပေါ်လာပါတယ်။အိုနန်ရဲ့အမေဟာဘာမှမပိုင်ဆိုင်ပဲကြည်မြင့်လာခဲ့တဲ့သူတစ်ယောက်ပါ။သူ့ရဲ့ယောက်ျားကလည်းပတ်စံမချနိုင်တဲ့အပြင်ဖောက်ပြန်ခဲ့ပါသေးတယ်။ဒါကြောင့်အင်းအောင်တက်သုံးနှစ်ကြာတော့ကွာရှင်းလိုက်ပြီးသူသားအိုနန်နဲ့အတူနေခဲ့ပါတယ်။အိုနမ်မေဟာသူသားကကောက်မုံမုံနေနိုင်စားနိုင်ဖို့အယိုးကျမတက်အလို့လုပ်ခဲ့ပြီးနောက်ဆုံးမှာတော့ဆိုင်အသေးလေးတစ်ဆိုင်ဖွင့်နိုင်ခဲ့ပါတယ်။ ။ owner ဟာငယ်တုန်းကတခါတလေပစ္စည်းတွေပြောက်တတ်ပြီးလက်မှလည်းထိခိုက်လာလို့စောင့်ရင်းချော်လဲရလို့သူ့အမေကိုလိန်မျောခဲ့ပါတယ်။ခေါင်းမှလည်း PK တွေကပ်ပြီးပြင်လာတဲ့နေ့တွေလည်းရှိပါတယ်။ owner ကသူ့ငယ်ချင်းတွေစီကအနိုင်ကျင့်တာခံရတာကို owner မေကမသိချပါဘူး။ owner မေကသူ့သက်ရှင်းတက္ကသိုလ်တရားကိုစားရကျိုးစားလုံးနေရလို့ထင်ခဲ့ပေမဲ့တကယ်တော့ owner က18 plus တွေဖတ်နေတာပါ။ owner ကရှင်းတက္ကသိုလ်တော့တခွင့်မရခဲ့ပေမဲ့စိုးမှရှိတဲ့တက္ကသိုလ်တစ်ခုမှတက်ခဲ့ပါတယ်။ဒီလိုနဲ့ owner တယောက်ကြောင်းပြီးအလုံးရပြီးကလေးကသူ့မျိုးပြောစကားကိုနားမထောင်တော့ပါဘူး။ ဘူး။အိုနန်ကထျော်တဲ့ခွင်းနေမယ်ဆိုပြီးသူ့အမေကိုပြောခဲ့ပါတယ်။အိုနန်မေကဘလောက်ပဲခွဲမနေဖို့ပြောပြောအိုနန်ကတော့နောက်ဆုံးတျောက်တဲ့နေဖို့ထွက်သွားပါတော့တယ်။အိုနန်ကသူ့မိစီကိုလည်းဖုံးသိမဆက်ဖြစ်ပါဘူး။နောက်တော့ဆက်တယ်လို့မရလို့အိုနန်မေကရဲရွင်နဲ့အတူအိုနန်အိမ်သွားခဲ့ပြီးချီပြက်လက်ပြက်အလောင်းကိုတွေ့သွားပါတယ်။အိုနန်မေလည်းသူ့သားလားဆိုပြီးအထင်တလန်ဖြစ်သွားခဲ့ပါတယ်။ဒီလိုနဲ့လိလာသူကဘူးလဲဆိုတာသိရဖို့အလောင်းကိုခွဲစစ်စစ်ခဲ့ပါတယ်။ ရဲတွေကအိုနယ်မရှိသွားခဲ့ပြီးအလောင်းကအိုနယ်မဟုတ်ဘူးလို့ပြောခဲ့ပါတယ်ရဲတွေကတာဖြစ်သူနဲ့နောက်ဆုံးဆက်သွယ်ခဲ့တာဘယ်တော့မှလည်းဘာညာအိုနယ်မျိုးကိုမေးပါတော့တယ်ရဲတွေကအိုနယ်အလုပ်လုပ်တဲ့ကုမ္ပဏီကိုလည်းသွားစုံစမ်းခဲ့ပါတယ်အဲ့လိုနဲ့စုံစမ်းရင်မူမီမက်စကဲအလုထွက်သွားတဲ့အကြောင်းကိုလည်းရဲတွေကစုံစမ်းခဲ့ပါသေးတယ်။ဒီလိုနဲ့မူမီမက်စကဲအိမ်ရောက်သွားပြီးအိမ်ပြောင်းသွားလို့မူမီမက်စကဲကိုတော့မတွေ့ခဲ့ပေမဲ့ခွဲစိတ်ပြုပြင်ခဲ့မဲတည်သွားပါတော့တယ်။ရဲတွေကအိုနန်နဲ့မူမီမက်စကဲနှစ်ယောက်အတူတူထွက်ပြေးသွားတယ်လို့ထင်သွားပါတော့တယ်။ ရဲတွေကမူမီမက်စကဲရဲ့မိဖအိမ်ကိုလည်းသွားရှာခဲ့ပါတယ်။ကိုနိုင်ရဲ့ကူမူတာထဲမှာလည်းအခု2000ကျော်တဲ့တရားမှုရင်လေပိုင်းဆိုင်ရာဗီဒီယိုတွေတွေ့ရှိခဲ့ပြီးဆက်အယုတ်တွေလည်းအွန်လိုင်းအိမ်မှာတွေ့ခဲ့ပါတယ်။အွန်လိုင်းမေကတော့သူသားမကောင်းတဲ့တင်းတွေထွက်နေလို့မကြင်မနက်ဖြစ်နေပါတယ်။ဒီလိုနဲ့ပဲအွန်လိုင်းမေကသူသားကိုသူကိုနိုင်ရှာမယ်လို့ဆုံးမြတ်ခဲ့ပါတယ်။တားကိုလက်ရှာဖို့တားနဲ့ပတ်သက်ပြီးတရားသိထားရမယ်ဆိုပြီးအွန်လိုင်းရဲ့ကူမူတာကိုကြည့်ပါတော့တယ်။ကွန်ပျူတာမသုံးသက်တဲ့အတွက်ကွန်ပျူတာတင်တဲ့အရင်တက်ခဲ့ပါတယ်။ သူသားဝင်ရှာဖို့မက်စကဲအကြောင်းသိထားဖို့လိုရဆိုပြီးစုံစမ်းပါတော့တယ်။နောက်ဆုံးတော့မက်စကဲကမူမီဆိုတာသိသွားပါတော့တယ်။အွန်လိုင်းကနေမူမီမက်စကဲအကြောင်းစုံစမ်းဖို့အတွက်အွန်လိုင်းပေါ်ကလူတွေပြောနေကြဗန်းစကားတွေကိုလည်းလေ့လာခဲ့ပါတယ်။ဒီလိုနဲ့အွန်နံအမေကစိုက်ပိတ်ပြီးသူစုထားတဲ့ပတ်စံတွေပါထုတ်ပြီးသူသားဝင်ရှာပါတော့တယ်။အွန်နံအမေဒီမဟုတ်ပဲမူမီမက်စကဲကိုအသေးအတန်လိုက်ရှာနေရဲ့နောက်တစ်ယောက်လည်းရှိပါသေးတယ်။သူကတော့အွန်နံအမေနဲ့စကားပြောပြောနေတဲ့အွန်လိုင်းပေါ်ကတယောက်ပါ။ အကောက်ပိုင်ရှင်ကမက်စကဲလို့ထင်ရတဲ့သူကိုရှာတွေ့ထားတယ်ဆိုပြီးမကတ်တစ်ခုမှကနေတဲ့မိမတယောက်ဗီဒီယိုကိုအိုနမ်မေစီပို့လိုက်ပါတယ်။အိုနမ်မေကအဲ့ဒါမက်စကဲလားလို့မေးတော့အကပုံစံနဲ့ဘော်ဒီကမက်စကဲနဲ့တူရဲ့လို့အကောက်ပိုင်ရှင်ကပြောပါတယ်။နောက်ပိုင်းမှာတော့တောင်တဲ့သမားတယောက်ရှာတွေ့ခဲ့တဲ့ခီးဆောင်အိတ်တစ်ခုမှအလောင်းတွေ့လို့ရဲတွေကစစ်ဆေးခဲ့ပြီးအိုနမ်ရဲ့လောင်းဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ပဲအိုနာမေကသူ့သားအလောင်းဆိုတာသိသွားပြီးခြေကွဲဝမ်းထဲပါတော့တယ်။အကောင်မကြောင့်ဖြစ်ရတာဆိုပြီးမက်စကဲကိုအပြစ်တင်နေပါတယ်။ဒီလိုနဲ့အိုနာမေကမူမီမက်စကဲရဲ့အမေအိမ်ကိုသွားခဲ့ပေမဲ့တကားမဖွင့်ပေးခဲ့ပါဘူး။အိမ်ပြန်ရောက်တော့အိုနာမေကအကောင်ပိုင်ရှင်ကိုဘာတရေထူးသေးလဲလို့မေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့အိုနာမေကသူ့သားအတွက်စွတ်တောင်းပွဲလုပ်ပြီးသူ့ငယ်ချင်းတွေကိုသူ့သားဘလောက်လိမ္မာချောင်းပြောပြနေပါတယ်။ လူနဲ့အိုနမ်မီကသူငယ်ချင်းတွေစီကရှေ့ပြစ်ဟောဆရာမအကြောင်းကြားခဲ့ပြီးမူမီမက်စကဗမာရှိလဲဆိုတာတီယာကိုရှေ့ပြစ်ဟောဆရာမစီသွားခဲ့ပါတယ်။ဒီလိုနဲ့ရှေ့ပြစ်ဟောဆရာမက မြစ်ကူမြင်ရတယ်ဆိုပြီးဂန်ချိုးမှာရှိနေတယ်လို့ပြောခဲ့ပါတယ်။အိုနမ်မီကမကတ်တစ်ခုမှကနေတဲ့ကောင်မလို့ထင်ပြီးသွားရှာပါတော့တယ်။အလောလောဘူးရဲ့နေရာမှာစုံစမ်းကြည့်တော့နမေဟာယူမီဖြစ်နေပါတယ်။အလုံးထွက်သွားတာသိပြီးအိုနမ်မီကထပ်ပြီးလိုက်ရှာခဲ့ပါတယ်။ လမ်းမှာရုပ်ထူရဲ့တရားကိုတွေ့သွားပြီးသူအလုံးလုံးတက်နေရကိုတွေ့သွားပါတယ်။ဒီလိုနဲ့ဆုံဆန်းကြီးတော့နမေကမိအဲဖြစ်နေတာပါ။အိုနမေကလူတယောက်တည်းကယူမီဖြစ်လိုက်မိအဲဖြစ်လိုက်နမေရင်းများလို့တန်တရားကိုဖြစ်လာပါတော့တယ်။ဒီလိုနဲ့အိုနမေအဲလို့ရှိမှစောင့်နေပြီးအိပ်ပျော်သွားလို့အိမ်မဲဆိုးတွေမှတ်ပါတော့တယ်။နောက်ဆုံးတော့ယူမီလိုလိုမိအဲလိုလိုကောင်းမထွက်လာပြီးတစီစီသွားတာတွေ့လို့အိုနမေကနောက်ကလည်းသွားပါတော့တယ်။ သူတွေရဲ့နေရာနာမှာမင်းတို့ဆောင်ကြည့်နေခဲ့ပြီးနောက်ရောက်ခံလိုက်သွားပါတော့တယ်။ယူမီလိုလိုမီယဲလိုလိုကောင်မမဝေထားတဲ့ဆွဲကြိုးကိုအွန်နာမေတွေ့သွားပြီးတနေရာမှာမြင်မှုတွေဆိုပြီးသူသားကွန်ပျူတာတွေကပုံလေးပြန်ချပါတော့တယ်။နောက်ဆုံးမှာတော့မူမီမက်စကဲဝေထားတဲ့ဆွဲကြိုးနဲ့ဒူနေတာကိုတွေ့သွားပါတော့တယ်။အွန်နာမေနဲ့စကားမပြောနေတဲ့အွန်လိုင်းကတယောက်ကိုအွန်နာမေကအစဉ်ပြေနေရဲ့လားလို့စာပို့တော့သူကန်ချွန်းရောက်နေတယ်လို့ပြောလို့အွန်နာမေကအံ့ဩသွားပါတော့တယ်။ဒီလိုနဲ့အွန်နာမေတက်စီမောင်းပြီးတနက်ပေါ်ဝင်ပါတော့တယ်။ ဝယ်သုံးတန်းတန်တနက်ကို10တန်းပေးပြီးဝယ်ခဲ့တာပါဒီလိုနဲ့မူမီလိုလိုမီရဲ့လိုလိုကောင်မကိုမူမီမက်စကဲလို့ထင်နေရတဲ့အတွက်အလုံးလုံးနေရနေရာမှာစောင့်ပြီးခေါ်တင်လာပါတယ်နောက်တော့လူသူမရှိတဲ့နေရာမှာဖန်ထားပါတော့တယ်ကိုနံမေကဦးနံတပ်ပုံပြတော့ယူမီလိုလိုမီရဲ့လိုလိုကောင်မကမသိဘူးလို့ပြောပါတယ်ဒီနာမည်ရင်းကဂေမိုမီဆိုတာတည်ရလို့အွန်နာမင်းကပြောပါတယ်။မီမီလိုလိုမီရဲ့လိုကောင်မကဂေမိုမီဆိုရဲ့နာမည်ကိုအခုမှကြားဘူးတာလို့ပြောပြီးသူ့နာမည်ကခင်ချွန်းအန်လို့ပြောပါတယ်။ ဒါပေမဲ့ငိုးစုံတဲ့ကောင်မကအိုနယ်မေစီမှာရှိတဲ့မက်စကဲပုံတွေကိုတွေ့လိုက်လို့တဲ့ကောင်မဘာလုပ်လဲဆိုတာသိရလို့ပြောပြီးအပိုင်းသုံးလဲပြီးသွားပါတော့တယ်။အိုနယ်မေကမူမီမက်စကဲအစ်စ်ကိုရှာနိုင်မှလားမူမီမက်စကဲအစ်စ်ကဘာလုပ်လဲဆိုတာကိုအပိုင်းသစ်တွေမှာကြည့်ရှုဖို့အတွက် like and subscribe လေးလုပ်ပေးပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။